သဗ္ဗယရဲ့အဆုံးမတကားရာဣတရဏဂုံတီပြီး၅ပါးတိလန်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိချတာမှာပဲဘုရားဘာသာဖြစ်ရတဲ့နဲ့အပေလားတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့နော်မပြီးပြန်ဘူးဆိုတာကြည့်တယ်ဖះကိုယ်ွယ်တဲ့ဒီဖះလေးကစီးပွားတတ်တယ်ဆိုပြီးကိုယ်ွယ်တာဒါမပြီးပြန်ဘူးလို့ခေါ် နိုင်ရလို့ကိုယ်ဝဲတာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြီးပြင်းပြင်းဆိုတာဖရာရဲ့ခုံကိုအာယုံပြုတ်ပြီးတော့ကိုယ်ဝဲတာဒီလိုဆိုလို့ပေါ့နော်ဖရာလာဘကုလကျင်ဝေးတန်တာဘေးမှလူရေးရည်ပြောင်းဆိုရသော်ဘုရားဂုံတော်တွေကိုရည်စုပြီးတော့ကျောင်းလို့ကိုယ်ဝဲတာလည်းမဟုတ်ဘူးနော် မျိုးယူအစင်လာမှုကိုးကွယ်တာလည်းမဟုတ်ဘူးဘုရားရဲ့ဂုဏ်ကိုတိပြီးကိုးကွယ်လက်လာဘမျောပြီးတော့ကိုးကွယ်တာလည်းမဟုတ်ဘူးလူတွေနတ်ကိုးကွယ်တဲ့လူတွေလောက်တာချိန်တယ်ကိုစားတဲ့အစာလေးနတ်ကိုပူအရှင်ကြီးစားတော့ခေါ်ပါတော့တော့ခေါ်ပါဘယ်တော့လာစားရှင်ကြီးစားတော့ခေါ်ပါတော့တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထား တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလို့ချင်းနေစီးပွားလေးအောင်မြင်အောင်မဆပေးပါလောက်တာတော့ကိုယ့်ဟာကိုယ်လောက်တာသွားကျေးဇူးတင်တာတလွဲ့သွားကျေးဇူးတင်အဲ့ရှင်ကြီးမပါဆိုပြီးတော့အဲ့နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်အာသာအဲ့နေအပင်မခံနိုင်ဘူးလက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအဲ့တန်နေ လုံးမလုံးလို့ရတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်းမှပဲနော်လက်တည်တဲ့ဘာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်းမလုံးရင်ဘာမှမရဘူးလို့ပြောတာသူပြောတဲ့စကားကွာ